အားလုံးပဲမင်္ဂလာပါ Enemy HMM ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ Sci-fi လို့လို့ Horror လို့လို့ Hololo ဒီလို့လို့မမဆောင်လို့လို့ Enemy လေးတပုတ်ကိုတင်ဆက်ပေးပြရစီဇလန်းလေးကတော့တရေတွေကိုမယုံကြည်သူနဲ့ဂျိုးသားတွေကြီးတဲ့ဆိုတာကိုမယုံကြည်တဲ့သူနဲ့ရောက်ညင်းပွားပြီးလက်ထက်ဆိုင်ရာကနေပြစ်ပေါ်လာခဲ့တာပါ အပိုင်းတရေအစမှာတော့အာယာဆဲမူမူဆိုတဲ့ကောင်မလေးကသူ့ရင်ကြီးသားဟာမူစကူဒူဖို့လုပ်နေတာကြောင့်ကင်းမွန်ရေပွဲတူနာငါလို့ဆဲဆိုပြီးတော့ ចောင်းထဲကိုလာခဲ့လိုက်ပါတယ်။တငယ်ရင်းတွေကတော့ပင်လယ်ဇာတွေကဆယ်စကလုံးမဟုတ်ចောင်းနဲ့အဲ့ဒီကောင်ကဘာတွေများရုပ်ရှိနေလို့ဆွဲတတ်နေတာလဲလို့မေးလိုက်တယ်။သူမကတော့သူ့ရဲ့ body ကထာကာကူရာကန်နဲ့တူနေတာចောင်းလို့ပြန်ပြလိုက်ပါတယ်။သူမဟာဘလာရီနဲ့လူကိုသဘောကျတတ်တာဖြစ်ပြီးတော့အခုလိုတဲကွဲနေတာကြောင့်တရားရောက်နှင်းသိမ့်ပေးဖို့ကိုမျှော်လင့်နေပြီးတော့ကော်ရီဒါမှာလျှောက်သွားနေခဲ့ပါတယ်။အဲ့ဒီအချိန်တဖက်ယောက်ျားလေးခန်းထဲမှာတော့မျက်မှန်လေးနဲ့ကောင်လေးတယောက်ကနန်းချင်းခံနေရတာတွေ့လို့ သူမကဘာတွေဖတ်နေတာလဲဆိုပြီးတော့ဝန်ကူညီလိုက်ပါတယ်။သူကတော့ကျွန်တော်တို့ရဲ့မင်းသားဖြစ်လာမယ့်ကျော်ကြီးပါ။ကျော်ကြီးဖတ်နေတာကတော့ဂျိုသားရီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့။မစွန်လိုက်တာလို့ပြောပြီးမုံမတရားကလစ်ထွက်လာခဲ့လိုက်တယ်။ကျော်ကြီးကတော့သူ့ကိုကူညီတာကိုကြိုက်နေတယ်ထင်ပြီးအနောက်ကနေလိုက်လာခဲ့တော့တာပေါ့ဗျာ။သဘောကျနေတာကိုသိပါတယ်ဆိုပဲ။ကောင်မလေးတယောက်တလေကမှစကားပြောမကန်ဘူးတဲ့ကျော်ကြီးတယောက်။အခုလို့သူ့ကိုစကားလာပြောတာကကြိုက်နေတာဖြစ်ကြောင်းကိုပြောနေပါတော့တယ်။အဲ့ဒါပြီးတော့ သူစာအုပ်ကိုဖတ်သွားတာကြောင့်အာကာသမြညာတွေကိုသဘောကျတယ်မလားလို့မိခဲ့ပါတယ်။မိုမိုကတော့ UFO တွေကိုစိတ်ဝင်စားချောင်းကိုပြန်ပြောခဲ့တယ်။ကျော်ကြီးကတော့ UFO မဟုတ်ပဲ UAP Unidentified Aerial Phenomenon အတိမပြုတ်နိုင်တော့အာကာသဖြစ်စဉ်များလို့တောင်ပြန်ရှင်းပြနေပါသေးတယ်။အဖေဖြစ်နေတာလည်းမပြောနဲ့ဗျာ။အလိုက်မတီထွန်းတက်နေသေးတာပေါ့။မိုမိုကထွက်သွားဖို့လုပ်နေတာတောင်အာကာသကြောင်တွေကိုဇက်တိုက်လိုက်ပြောနေခဲ့တာပေါ့။နားကြီးလာပြီဟာ။ ငါကူစိတ်ချင်ဒီကကောင်းတာမဟုတ်ဘူးအဲ့ဒီလိုအတားကူကြောင်းရတွေနဲ့စိတ်ရွတ်စရာတွေလာမပြောနဲ့အဲ့ဒါကြောင့်တကယ်ချင်းမရှိတာလို့ပြောပြီးတော့ထွက်သွားဖို့လုပ်ခဲ့ပါတယ်ကျွန်တော်တို့ကြော်ကြီးတဲခွဲပြီပေါ့ဗျာကောင်မလေးပြောထားတဲ့စကားကတကယ်ထိတာကိုသူ့မှာတကယ်လဲတကယ်ချင်းမရှိဘူးလေမူမူကတော့သူလွန်သွားလို့တောင်းပန်ကြောင်းကိုပြောခဲ့တယ်သူ့စာအုပ်လေးကိုကပ်ပေးပြီးတော့ဂျိုသားတွေကိုတော့မယုံကြည်ပေမဲ့တရေသိစိတ်တွေကိုတော့ယုံကြည်တဲ့အကြောင်းပြောခဲ့ပါတယ်အဖေကျော်ကြီးကတော့အလိုက်ကန်းစိုးမတိ တစီတရဲတွေဆိုတာကတကယ်မရှိဘူးလေဆိုပြီးတော့လောင်မြောင်နေပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားကတယောက်ဟာတယောက်မြုံကြီးဖြစ်နေတာကြောင့်မိုးမိုးကသူမရဲ့ဘွားဟာနတ်ဝင်တယ်ဖြစ်ကြောင်းအဘနေတာကိုမြင်ဘူးကြောင်းဝင်ဘူးခံရတဲ့သူကအကျော်ရီဆွဲကုန်တာဆိုတဲ့အကြောင်းပြောပြနေခဲ့ပေမဲ့အလိုက်မသိမောင်ကျော်ကြီးကတော့တက်တယ်မပြနိုင်တာတွေဖြစ်ကြောင်းပြန်ပြောပြီးတော့အခြေစမ်းနေခဲ့ကြပါပြီအဲ့ဒီလိုနဲ့နှစ်ယောက်သားကပြန်ပွဲလုပ်ကြမယ်ဆိုပြီးတော့ဖြစ်လာခဲ့ပါတော့တယ်တရဲတွေသာတကယ်ရှိရင် ကျော်ကြီးကသူ့ဟိုင်းဘက်လောက်ရမှာဖြစ်ပြီးတော့ UAV တွေတာတကယ်ရှိရင်တော့မိုးမိုးကသူ့ဟိုင်းဘက်လောက်ရမှာပဲဖြစ်ပါတယ် UFO တွေရဲ့တင်ကြိုင်းလို့သူတိများတဲ့နာဂီစေးယုံကိုမိုးမိုးတရားဟာသွားခဲ့ပါတယ်ကျော်ကြီးကတော့ဂျိုသားတွေဟာ abduction လောက်တက်ကြောင်းအဲ့ဒီလိုလောက်ခံရတဲ့လူတွေဟာလည်းမှတ်ညံတွေဖက်ရှားခံလိုက်ရတာမို့မမတ်မိတက်ကြောင်းကိုပြောခဲ့ပါတယ်ကျော်ကြီးကလည်းမဝင်ရဆိုရဲဆိုင်ဖို့ကတ်ထားတဲ့ဝိညာဉ်စုဝေးရရက်စီကိုရောက်နေခဲ့ပါပြီတတိယပြဖို့အတွက်နှစ်ယောက်လုံးအားစံတက်နေခဲ့ကြပါပြီ ကြော်ကြီးတယောက်လှိုင်ကူထဲကိုစောင့်ဝင်သွားခဲ့လိုက်တယ်။သူတို့နှစ်ယောက်ကဘုံပြောရင်နဲ့တယောက်နဲ့တယောက်လည်းပိုရင်းနှီးလို့လာခဲ့ကြပါပြီ။မူမူကသူမရဲ့ဘွားကနတ်ဝင်တဲ့ဖြစ်ကြကြောင်းငငယ်လေးတဲကနေပြီးတော့ကံကောင်းစေတဲ့ဓလေးဆိုတာကိုလှုပ်ရတာကြောင့်အမဲလို့လို့လောင်ပြောင်ခံရကြောင်းကိုပြောပြခဲ့ပါရယ်။အနာကျင်ရဆုံးအချိန်ကတော့ကြိုက်နေတဲ့ကောင်လေးစီကပါလောင်ခံရတဲ့အချိန်ဖြစ်ကြောင်းကိုပြောပြခဲ့ပြီးထူးဆန်းတဲ့လေးအချိန်ကြောင့်ကြိုက်နေတဲ့သူစီကမုန်းခံရတာလို့ပြောခဲ့တယ်။အဲဒါကြောင့် သူမကအဘွားကိုမုံပြီးတော့စိုးစိုးဝါးဝါးတွေပြောခဲ့မိတယ်တဲ့လေအဘွားကိုတော့ဟိုတလောကစကားပြောခဲ့ပေမဲ့ရိုးရတလေးတွေကိုတော့ရက်လိုက်ချောင်းကိုပြပြနေခဲ့ပါတယ်ဒါပေမဲ့သူမကဘွားကိုမုံတာမျိုးမဟုတ်ဘဲနဲ့ကျိုင်းနေတဲ့လူစီကဘွားကိုလောင်နေတာကိုမကြိုက်ခဲ့တာပါလားဆိုတာကိုနားလည်ခဲ့ချောင်းကိုပြောခဲ့တယ်တကယ်တော့အဘွားကိုကနဝင်တဲ့လူကိုကသဘောကျချောင်းကိုပြပြနေခဲ့ပါတယ်အဘွားကိုယုံကြည်တာမို့တရေတွေရှိတာကိုလည်းယုံကြည်ချောင်းကိုပြောခဲ့တယ်ကြော်ကြီးကိုပြန်မိတဲ့အခါမှာတော့ သူ့မှာအကြောင်းပြချက်မရှိကြောင်းနဲ့တစုံတစ်ခုကိုကြိုက်ဖို့အတွက်အကြောင်းပြချက်လိုလိုလာလို့ပြန်ပြီးခဲ့ပါတယ်။ကြော်ကြီးတယောက်ကတော့သွေးစွန်းနေတဲ့ဂျီအာရီနဲ့စတင်တွေ့နေရပါပြီ။လက်ကြည့်လိုက်တဲ့အခါမှာတော့အဖွားကြီးတယောက်ကိုတွေ့လိုက်တာကြောင့်တရေစုပ်ပြီးထွက်ပြေးခဲ့ပါတော့တယ်။မူမူကတော့အဲ့ဒီလုံထွက်မပြေးဖို့ကိုပြောနေပေမဲ့အတီကြောင်းနေတဲ့ကြော်ကြီးကတော့နားမထောင်တော့ပါဘူး။သူဟာဘလောက်ပြပြအပေါဝါနဲ့ဝေဝေးနေပြီးတော့တခုခုလွှဲနေပြီဆိုတာကိုလည်းသိခဲ့ပါဗါရဲတကယ်တော့ကြော်ကြီးကြုံတွေ့နေရတဲ့တရေက ထာဘိုဘွားလို့ခေါ်ပြီးသူရှင်ကနေလုံးဝပြေးလို့မရပါဘူးထာဘိုဘွားစီမှာပြိုင်နာရှုံသွားရင်တော့ချိန်စာတိုက်ခံရပါတယ်ကြော်ကြီးတယောက်ကလည်းမိသွားခဲ့ပြီးတော့မုံမုံတယောက်ကလည်းယူအပီတွေနဲ့စားနေကြုံတွေ့နေရပြီးအဖမ်းခံလိုက်ရပါတော့တယ်ဂျိုသားတွေဟာဆယ်ပရိုလို့ခေါ်တဲ့ဂျိုကနေလာခဲ့တာလို့မိတ်ဆက်နေတယ်သူတို့တွေဟာဒီတွေပဲရှိရကြောင်းကလုံးနီးပညာနဲ့ထုတ်ဖို့လုပ်ကြမှာပါမျိုးပွားနိုင်ဖို့အတွက်သူတို့တွေဟာဘနာနာလိုချင်တာဖြစ်ကြောင်းကိုပြောခဲ့တယ်အဲ့ဒါကြောင့်သူမနဲ့ဆက်စလုံးမှဖြစ်ပြီး တဟိန်နဲ့ဘနာနာကိုစမ်းသပ်မှုတွေလုံးဆောင်မှာဖြစ်တယ်လို့ပြောခဲ့ပါတော့တယ်။အပြိုစင်လေးမှုမှုကတော့ဂျိုစရာကောင်းတဲ့ဂျိုသားတွေကြောင့်ပျက်စီးမခံနိုင်ဘူးလို့အကြောင်းကံကိုညင်းနေတာပါ။ဂျိုသားတွေကတော့သူမကိုစိတ်ညှို့နေခဲ့ပြီးအတင်းချက်လုပ်တော့မှာပဲဖြစ်တယ်။အဲ့ဒီအချိန်ဖုံးကားမိလာခဲ့ပြီးတော့ချိန်သာမိနေတဲ့ဂျော်ဂျီတယောက်ကထွက်လာခဲ့ပါတော့တယ်။သူ့အချိန်တွေကတည်ငြိမ်မနေပဲနဲ့တရဲနဲ့ဂျိုသားတွေကတိုက်ခိုက်ကြပါတော့တယ်။ကျော်ကြီးကဒူးတွေးကျင်နေတဲ့ဂျိုသားတွေကိုတွေးခဲ့ရပြီမဲ့သူဟာမမှုကိုကာကွယ်ပေးခြင်းနဲ့ အဲ့ဒါကြောင့်သူမကိုထိခိုက်အောင်မလုပ်ဖို့နဲ့သူမအတွက်ဘာမစိုးလုံးမှဖြစ်ကြောင်းကိုစောကြည့်သေးတယ်ကြွေးနေခဲ့ပါတော့တယ်။သူတို့နှစ်ယောက်လုံးကဒုက္ခရောက်နေတဲ့အခြေအနေဖြစ်ပြီးမူမူကတော့ငယ်ငယ်ကသူမအပွားတင်ပေးခဲ့တဲ့ခြိထုတ်တဲ့ကြောင်းကိုတွေးမိနေခဲ့ပါတယ်။အဲ့ဒါတွေကိုတွေးမိလိုက်တော့သူမကစိတ်ဆွမ်းအားကိုတုံ့နိုင်သွားခဲ့တယ်။အဲ့ဒါပြီးတော့သူမကဂျိုသားကောင်တွေကိုကန်ထဲပစ်လိုက်ပြီး UFO ကလည်းပြကြတော့မှာပါ။ကျော်ကြီးကနေသူမအစွမ်းနဲ့ထားဖို့ဘွားကိုထုတ်လိုက်ပြီးမဲ့ ကြော်ကြီးရချင်းသာမိနေခဲ့တုံးမှာပဲဘာလို့လဲဆိုတော့ထာဘိုဘွားကသူ့ရဲ့ဘနာနာကိုယူထားခဲ့လို့ပါချင်းစာကိုပြည့်ချင်းရင်လှိုင်ကောင်းစီကိုပြန်လာခဲ့ဖို့လည်းပြောခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကကိုရောအကုန်လုံးကိုယုံကြည်လို့တွားခဲ့ကြပါပြီကြော်ကြီးကတော့ချင်းစာကိုဖြီးဖို့ပြန်သွားဖို့လုပ်နေပြီးတော့အကုန်လုံးကသူ့မားတွေကြောင့်လို့ပြောခဲ့ပါတယ်ကြော်ကြီးတယောက်တငယ်ချင်းလူချင်းခဲ့တာသာဖြစ်ပြီးတော့သူဟာကိုရောကာယနိုင်တဲ့လူဖြစ်နေလို့တောင်းပန်လိုက်ပါတယ် ပြီးတော့အခုလိုခြေအနေမျိုးနဲ့ပုံမှန်တိုင်းစကားမပြောနိုင်ဘူးလို့ပြောတော့ကြော်ဂျီရဲ့တော်ကီမှာကာမာလီတရားကကြွေစင်းရပြီပေါ့ဗျာ။သူမအရင်တွေခုန်နေလို့အမှန်မှားတာနေမှာပါလို့ပြောပြီးသူ့ရမယ်ကိုမေးလိုက်တော့မှထာကာကူရာကန်ဖြစ်ချောင်းကိုကြားလိုက်ရတော့ရင်ထဲမှာပန်းတွေပါပွင့်ကုန်တာပေါ့။အပိုင်းတလီကတော့ဒီမှာပဲပြီးသွားပါပြီ။အပိုင်းနှစ်လေးနဲ့မကြာခင်မှာပြန်လာခဲ့မှာမို့ channel လေးကို like and subscribe လေးလုပ်သွားပေးပါအောင်ဗျာ။ Bye bye guys. See you in next video.